မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဝေဒာ API ကရရှိတဲ့ challenge တွေရတောင်တုံးပင်လယ်က inbat 92w တိုင်ဖုန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ခြင်းဟာတရားရဂိုင်းလုံးရှိနေပြီးတော့ဂျွန်လ14ရက်နေ့ညပိုင်းမှာ တရုတ်ပြည်မှတောင်ဘက်ချမ်းကမ်းခြေကိုမကောင်မျိုးအနီကနေတိုင်ဖုန်းမုန်တိုင်းအဆင့်နဲ့ဖြတ်ကျော်ဝင်ရောက်နိုင်ပွဲရှိတဲ့အကြောင်းကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ် မွန်တိုင်းကျွင်းကြံတွေဟာအရှိတ်ဘတ်တရုတ်နိုင်ငံအတွင်းကိုဆက်လက်ရွေ့ရှားပြီးတော့အနောက်ဘက်ဗီယက်နမ်လာအိုထိုင်းနဲ့မြန်မာနိုင်ငံတို့တည်ရှိရာအနောက်ဘက်ကိုရွေ့ရှားမှုမရှိပါဘူး။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဂျွန်လ15ရက်နေ့မှာဖြစ်ပေါ်လာနိုင်တဲ့လေပြေလိုင်းလေပြေအားနဲ့ရောင်ဝတ်တဲ့တောင်တိုးပင်လယ်ကအားကောင်းလာတဲ့အင်းဘတ် 92W ရဲ့အချိန်တက်ရောက်မှုကြောင့်မြန်မာတနိုင်ငံလုံးဂျွန်လ13ရက်14ရက်15ရက်16ရက်ကနေလာမယ့်ဂျွန်လ22ရက်အထိနေရာအနှံပြားမှာမိုးရွာသွန်းနိုင်ပါတယ် တရင်းနိုင်တိုင်းနဲ့မွန်ပြည်နယ်တွေမှာတော့ဇွန်လ16ရက်ကနေ22ရက်အတွင်းမှာတော့မိုးများကနေမိုးလွန်များနိုင်ပြီးတော့24နာရီအတွင်းမှာမိုးရေချိန်ဟာ9လက်မနဲ့အထက်ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့24နာရီအတွင်းမိုးရေချိန်ဟာ2လက်မခွဲအောင်မိုးအထင်းတင်ရွာနိုင်တဲ့အကြောင်းတွေ့ရတယ်လို့မလို့သားသူတေတီဦးနိုင်ကဒီနေ့ဇွန်လ9ရက်မနက်10နာရီအချိန်မှာကြိုတင်ခန့်မှန်းအသိပေးခဲ့တာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့လည်းမုန်တုံလေးအားကောင်းလာတာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာမိုးပေါ်လာနိုင်မှုနဲ့မြန်မာတပြည်လုံးမိုးလေဝသအခြေအနေခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။လေကြောင်းမှုတွေကဥဝေဖြူဟန်ကတော့9ရက်6လ2025ရက်နေ့မနက်9:00နာရီတမိနစ်ချိန်မှာကုန်းလို့ထုတ်ပြန်ခဲ့ပါတယ်။မွန်တိုင်တောင်ဖြစ်ထွန်းမှုအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတွေမှာတိမ်အထင်းထင်ဖြစ်ထွန်းပြီးတော့ကြာတပြည်လုံးမှာတိမ်ထုတက်စွာဖြစ်ထွန်းလာပါတယ်။တိုင်းနဲ့ပြည်နယ်14နေရာမှာတော့ မနက်ဖက်မနက်၁၀နာရီထိမိုးရွာသွန်းနိုင်မှုခန့်မှန်းကြမှာတော့ကချင်ပြည်နယ်အတွက်အထက်ပိုင်းမှာနေရာကျဲကျဲအောက်ပိုင်းမှာနေရာစိမ့်စိမ့်မိုးရွာသွန်းနိုင်တယ်လို့ပဲနေရာကွက်ပြီးတော့လည်းမိုးကြည့်ပါမယ်။မြကျင်းနားမြို့နယ်အနီးတို့အတွက်ခန့်မှန်းကြမှာတော့နေရာကျဲကျဲလောက်သာမိုးရွာသွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးမှာတော့အောက်ပိုင်းနဲ့အလယ်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းပြီးတော့အထက်ပိုင်းမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ မော်ရွာမြို့နယ်အနီးတွိုက်အတွက်ခမန်းကျက်မှာတော့နေရာကျဲကျဲမိုးအနေငယ်ရွာသွားပါမယ်။ချင်းပြည်နယ်အောက်ပိုင်းမှာတော့နေရာစိမ့်စင်အထက်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွားပါမယ်။ဟားခါနယ်အနီးတဝိုက်အတွက်ခမန်းကျက်မှာတော့နေရာအနှံ့ပြမိုးရွာသွားပါမယ်။မန္တလေးတိုင်းဒေသကြီးအထက်ပိုင်းမှာတော့နေရာစိမ့်စင်မိုးရွာသွားနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။အောက်ပိုင်းမှာတော့နေရာကျဲကျဲလောက်သာမိုးရွာသွားပါမယ်။မန္တလေးမြို့နယ်အနီးတွိုက်အတွက်ခမန်းကျက်မှာတော့နေရာကျဲကျဲမိုးရွာသွားပါမယ်။ နေပြည်တော်တိုင်းဒေသကြီးအတွက်ခမ်းမန်းကျက်မှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။နေပြည်တော်မြို့နယ်အနီးတွိုက်အတွက်ခမ်းမန်းကျက်မှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။မကွေးတိုင်းဒေသကြီးအတွက်ခမ်းမန်းကျက်မှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။မကွေးမြို့နယ်အနီးတွိုက်အတွက်ခမ်းမန်းကျက်မှာတော့နေရာကွက်ကြားမိုးနယ်ငယ်ရွာသွန်ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်ခမ်းမန်းကျက်မှာတော့အရှေ့ပိုင်းနဲ့မြောက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာသွန်နိုင်ပြီးတော့တောင်ပိုင်းမှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။တောင်ကြီးမြို့နယ်အနီးတွိုက်အတွက်ခမ်းမန်းကျက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်ပါမယ်။ ရခိုင်ပြည်နယ်အတွက်ခမန်းကျမ်းမာတော်နေရာစိတ်စိတ်မှုရသံတို့နေရာကွက်ပြီးတော့လည်းမူကြည့်ပါမယ်။စစ်တွေမျိုးနဲ့အနီးတွိုက်အတွက်ခမန်းကျမ်းမာတော်နေရာကျဲကျဲမှုရသုံးပါမယ်။ ARI တိုင်းဒေသကြီးအတွက်ခမန်းကျမ်းမာတော်နေရာစိတ်စိတ်မှုရသုံးပြီးတော့ပသိမ်မျိုးနဲ့အနီးတွိုက်မှာတော့ခမန်းကျမ်းမာနေရာကျဲကျဲမိုးနှဲငယ်လောက်သာရွာသုံးပါမယ်။ရောင်တိုင်းဒေသကြီးမှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့ရန်ကုန်မြို့နယ်အနီးအတွက်ခမန်းကျမ်းမှာတော့နေရာစိတ်စိတ်သာမိုးရွာသွန်းပါမယ်။ ။ဘကိုးတိုင်းဒေသကြီးအတွက်ခမှန်းချက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့အရှေ့ပိုင်းမှာနေရာကွက်ကမိုးကြီးပါမယ်။ဘကိုးမြို့နဲ့အနီးတစ်ဒွတ်ခမှန်းချက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။ကယားပြည်နယ်အတွက်ခမှန်းချက်မှာတော့နေရာကျကျမိုးရွာသွန်းပြီးတော့လွန်ကော်မြို့နဲ့အနီးတစ်ဒွတ်ခမှန်းချက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။မွန်ပြည်နယ်အတွက်ခမှန်းချက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။မော်လမြိုးနဲ့အနီးတစ်ဒွတ်အတွက်ခမှန်းချက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။ကရင်ပြည်နယ်အတွက်ကတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်တယ်လို့ပဲ။ နေရာကွက်ပြီးတော့လည်းမူကြည့်ပါမယ်ဖန်မျိုးနဲ့နေတွယ်ခမ်းမ်းကြမှာတော့နေရာစိတ်စိတ်မူရသွားပါမယ်တရင်နိုင်တိုင်းဒေသကြီးမှာတော့နေရာစိတ်စိတ်မူရသွားနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမူကြည့်ပါမယ်တဝဲမျိုးနဲ့နေတွယ်တွယ်ခမ်းမ်းကြမှာတော့နေရာစိတ်စိတ်မူရသွားပါမယ်မွန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေဟာလာမယ့်၁၂ရက်၁၃ရက်နေ့တွေမှာတော့မြလပင်လယ်အမြောက်ပိုင်းမှာလေလုမငိမ့်တက်မှုတခုဖြစ်ပေါ်လာနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းကျင်းမှာတော့မြန်မာနိုင်ငံတောင်ပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာသာမကအ မိုးနှမ်းရှံဝန်အနေပိုင်းဒေသတွေထိထိချုံမှုတွေရွာသွန်းလာနိုင်လို့တောင်သူကြီးတွေရေသိမ်းချွေလွတ်ပြုလုပ်ထားတဲ့သီးနှံတွေအမိုးကအောင်ရောင်းအများဆုံးကြိုတင်ပြင်ဆင်ထားကြဖို့နေကြောင်းမလို့တော့ဦးဝေဖြူဟန်ကအကြံပြုလာတာလည်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့လေပြင်းအားနဲ့ရောင်းဝန်ဖြစ်ပေါ်လာနိုင်တဲ့အခြေသတိပေးချက်6ကကြီးကငွေ2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဒီနှစ်ဂျွန်လ9ရက်နေ့ခမ်းမန်းချက်မှာတော့ဒီနှစ်မြန်မာစံတော်ချိန်7နာရီခွဲအချိန်နောက်ဆုံးရရှိတဲ့အချက်လက်တွေရလာမယ့်17ရက်6လ2025မှာမြန်မာပင်လယ်ပြင်မြို့ဝကျွန်းပေါ်အနီးမှာလစ်ဖြစ် ီအာနယ်ဆင်နိုးပရက်ရှာဆဲတခုဖြစ်ပေါ်လာနိုင်ပြီးတော့အဆိုပါဖြစ်ပေါ်လာနိုင်တဲ့လီဘီအာနယ်ဆင်ဟာအနောက်မြောက်ဘက်ကိုရွေရှားက73ရက်6လ2025ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်း၎င်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာလီဘီအာနယ်ရံဝန်နိုးပရက်ရှာအဲရီယာဖြစ်ကိုအားကောင်းလာမယ်လို့ခန့်မှန်းရပါတယ် မြန်မာပင်လယ်ပြင်ပေါ်အကျိုးသက်ရောက်မှုအနေနဲ့ကတော့အဆိုပါဖြစ်ပေါ်လာတဲ့လေပြင်းအားနဲ့ရောင်ဝယ်ရဲ့အရှင်ကြောင့်မိုးတုံလီအားကောင်းရာကနေအားလွန်ကောင်းနိုင်တဲ့အတွက်၁၇ရက်၆လ2025ကနေ၁၈ရက်၆လ2025တွင်မှာတော့မကန်ရတဲ့တက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလည်းကောင်းရပါရန်ကမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းအသည့်တွေကနေလှိုင်းကြည့်ပါမယ်။ မုတ်တက်လေပြင်းကြားရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်ကနေမိုင်40ထိတိုက်ခတ်ပြီးတော့လှိုင်းမြဟာမကန်ရာတခြားနယ်ကန်လွန်ပင်လေပြင်းမှာ9ဘီကနေ12ဘီကရှိပါမယ်။မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအနေနဲ့ကတော့အဆိုပါဖြစ်ပေါ်လာနိုင်တဲ့လေဖိအားနဲ့ရှောင်းဝဲအရှင်ကြောင့်မုတ်တောင်လေအားကောင်းရာကနေအားအလွန်ကောင်းနိုင်တဲ့အတွက်စတိရ6လ2025ကနေ18ရက်6လ2025အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးရောင်းတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ် ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆိုင်ဆိုင်မိုးထစ်ကြုံရွာသွန်းပြီးနေရာကွက်ပြီးမိုးကြီးတာဒေသအလိုက်မိုးကြီးတာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းမြင်းကလေးသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ9ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9:45မိနစ်59စက္ကန့်ချိန်မှာတော့ကွာမြင်းနေစကန်းကနေအရှေ့မြောက်ဘက်မိုင်90ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ပြည်မျိုးရဲ့အနောက်ဘက်70မိုင်ခန့်အကွာမြောက်လက်တီကျု18.83ဒီဂရီအရှေ့လောင်ကြီးကျု95.35ဒီဂရီအနက်89ကီလို ိုမီတာကိုပို့ပို့ပြီးတော့အင်အားတွေတာစကေ၄.၅အဆင့်ရှိတဲ့အင်အားအနှင်းငယ်ရှိတဲ့မြင်းနဲ့တကုတ်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့မူလတာနဲ့ဇလားပေရာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းရေသရဘတ်မူလဝဒခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာနောက်တောင်မုတ်တုံလီဟာအားကောင်းရာကနေအားလုံးကောင်းပါမယ်။ ။ဒင်္ဂလားပင်လယ်အများပိုင်းမှာဂျွန်လ17ရက်22ရက်23ရက်နေ့တွေမှာတော့လေလုမငိမ့်တက်မှုတွေဖြစ်ပေါ်ပါမယ်။မိုးချင်တွေဟာနေပြီးတော့ရောင်းတိုင်းမန်လေးတိုင်း AR တိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ပဲခူးတိုင်းတရင်းနိုင်တိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးကစကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာဆိတ်ဆိတ်မိုးထစ်ကြုံရွာပါမယ်။မလို့သာဖြစ်စဉ်တွေအနေနဲ့ဂျွန်လ13 14 15ရက်နေ့တွေမှာတော့မိုးတောင်လေအားကောင်းလာတာကြောင့် AR တိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးပါ ါမယ်။မိုးတက်တာဆိုရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာညရောက်ကွက်ပြီးမိုးကြီးတာလျှက်စီးလက်တာမိုးကြိုးပြစ်တာလျှက်ရပြေရေကြီးတာကမားပြူရာနဲ့မြေပြူရာစတဲ့သဘာဝဘေးအနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်အထူးသတိပြုနေထိုင်ကြဖို့လိုအပ်ပါတယ်။လာမယ့်16ရက်နေ့အတွင်းမှာတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အလဲပိုင်းဒေသမှာမိုးတုံဆဲတွေကြောင့်လေပြင်းအားနဲ့ရောင်တခုဖြစ်ပေါ်လာနိုင်ပြီးမဲ့ဆက်လက်အားကောင်းနိုင်ခြင်းမရှိကြောင်းလည်းခန့်မှန်းထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းဂျွန်လာ9ရက်နေ့ဒီကနေ့အတွက်မိုးလေဝသခန်းမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်အော်မှာတိမ်အထင်းထင်းကနေတင်တက်ပြီးတော့မိုးသုံးလေအားအထင်းထင်းကနေအကောက်ပါမယ်။ပင်လယ်ပြင်ခြေနေကရခိုင်ကဲရမြို့ဝကျွန်ပေါ်ဒေသတွေနဲ့မိုးဓမကွေတွေမှာတော့အနောက်အနောက်တောင်ဘက်ကနေလေဟာတနိုင်ကုန်ဟားမိုင်ကနေစင်မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။တင်းနိုင်ကဲရဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်ကို25မိုင်ကတိုက်ခတ်ပြီးတော့တခါတရံ35မိုင်ကတိုက်ခတ်ပြီးလှိုင်းတင်တဲ့ကနေလှိုင်းကြည့်ပါမယ်။ မွန်းကျင်တွေကနေပြီးတော့သခိုင်းတိုင်းမန်းလေးတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်းပြည်နယ်မှာနေရာနှက်ပြမိုးထက်ကြုံရွာတော့ပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ကရောင်ဝတိုင်းပဲခူးတိုင်းအီရီတိုင်းတရင်းနိုင်တိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာစိတ်စိတ်မိုးထက်ကြုံရွာတော့ပါမယ်မကွေးတိုင်းနဲ့ခရနီပြည်နယ်တွေမှာတော့နေရာကွက်ပြီးတော့မိုးထက်ကြုံရွာနိုင်ပါတယ်ရှင်